တိုင်းရင်းသားကိုတောင်းနေတာအဲ့ဒီတက်တနာအစားဘသူလဲအောင်ဆန်းစုကြည်နေနေရေကိုနိုင်ငံသားဖြစ်ခွင့်ပေးတယ်လားနိုင်ငံသားအခွင့်အရေးပေးတယ်လားဟုတ်ကဲ့ပေးတယ်ပါတယ်အန်စီရမှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာဘူးဟင်ကြမရှိဘူးလို့ပြောခဲ့တာပြည်သူချင်းများအားလုံးမင်္ဂလာပါဒီနေ့ကတော့နောက်ထောင်ကြည့်မယ်နော်မဟာမဟာတွေ့ဘုမနိုင်ငံသားအခွင့်အရေးပေးတယ် ဘင်္ဂလီတွေကိုမြန်မာနိုင်ငံသားအခွင့်အရေးပေးမယ်ဆိုတာပုဒ်မာကနေပြီးတော့လက်ခံလားလက်မခံဘူးလို့ဆိုတာလေဘူးသူရာလည်းနှောက်ထောင်ကြည့်နော်ကျွန်မတယောက်တည်းအမြင်ကပေးတယ်လေကျွန်မတယောက်တည်းအမြင်ကပေးပေးတတ်တယ်ထပ်ပြီးပြောမယ်ဘင်္ဂလီကိုနိုင်ငံသားဖြစ်ခွင့်ပေးတယ်လားနိုင်ငံသားအခွင့်အရေးပေးတယ်လားဟုတ်ကဲ့ပေးတယ်ပါတယ်ဘလို့လူတွေကိုပေးရမလဲကျွန်မတို့မြန်မာပြည်မှာတို့လို့ဆိုလို့ရှိရင်လည်းဘိုးဘွားအစဉ်စံနေခဲ့ကြတဲ့ ဘိုးဘွားဆင်ဆက်မြမဒီမာနေခဲ့ကြတယ်မွတ်စလင်တွေပင်ကလေးတွေအများကြီးရှိတယ်။အဲ့ဒီပင်ကလေးတွေကိုကျမတို့နိုင်ငံဒီစဲဥပဒေနဲ့ကန့်ညီတဲ့လူမှန်သမျှကိုကျမတို့ကနိုင်ငံသားခွင့်ပြုပေးလို့ပေးရမယ်။ပြီးတဲ့နေ။နော်နော်နောက်ကြပါနိုင်ငံသားဖြစ်ခွင့်ပေးတဲ့နေ။ပေးလေပြီးလေ။တမတမတော်ဦးရဲ့ဆိုရလည်းတမလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တယ်။အင်းတမရဦးထင်ကျော်တမရဦးဝင်းမြင့်လက်ထက်မှာလည်းနိုင်ငံသားဖြစ်ခွင့်ပေးခဲ့တဲ့ပန်းရောင်ကလေးထုတ်ပေးခဲ့တယ်။ ဒါပေမဲ့အခုတို့ကတဆင့်တက်ပြီးတော့နိုင်ငံသားဖြစ်ခွင့်လိုချင်တာမဟုတ်တို့တိုင်းရင်းသားဖြစ်ခွင့်လိုချင်နေကြတယ်။တိုင်းရင်းသားဖြစ်ချင်နေကြတယ်။ဒါမျိုးကြတော့ပြီးလို့မရဘူး။အဲဟောရနော်။အဲအဲ့ဒီဆက်တော့မှန်သွားပြီနော်။မြန်မာပြည်ထဲမှာဘိုးဘွားအစဉ်ဆက်နေထိုင်ပြီးတော့မြန်မာပြည်ရဲ့ကျောင်းနိုင်ငံရဲ့ဒီဇယ်ဥပဒေကိုလေးစားလိုက်နာတဲ့ဘင်္ဂလီတွေရှိတယ်။အများကြီးရှိတယ်။အဲ့ဒီဘင်္ဂလီတွေကိုမြန်မာနိုင်ငံသားဖြစ်ခွင့်နိုင်ငံသားအခွင့်အရေးပေးနိုင်တယ်။ သို့တော့တိုင်းရင်သားခွင့်ရင်မပေးနိုင်တိုင်းရင်သားခွင့်ရင်ပေးအောင်ခမရူကတိုင်းရင်သားမဟုတ်ဘူးဟွန်းဟောနော်အခုရှင်းလို့ထောက်ခံသွားပြီနော်ဘင်္ဂလီတော်တော်များများကနိုင်ရင်သားခွင့်ရင်တောင်းနေတာပေါ့ဘူးနိုင်ငံသားဖြစ်ချင်လို့တောင်းနေတာမဟုတ်သူတို့တိုင်းရင်သားကိုတောင်းနေတာအဲ့ဒီတက်တနာအစားဘသူလဲအောင်ဆန်းစုကြည်အရင်ပြဿနာစာဘသူလဲတော့အောင်ဆန်းစုကြည်ငှားလိုက်တဲ့ကိုပြည်အားနဲ့ဂျာမီကော်မရှင်ကြောင့်ဖြစ်တယ်မဟုတ်ပါဘူးလို့ဘသူညင်းလဲအားလုံးကြပါ ကိုဗီအာနန်ဂျန်ဘေးကော်မရှင်စပြီးငားတဲ့ကနော်လွတ်တော်ပါရှိအတိုက်ခံနေအတိုက်ခံပါတီတွေအကုန်လုံးကန့်ကွက်တယ်။နော်ရခိုင်ပါတီတွေကန့်ကွက်တယ်။ရခိုင်လွတ်တော်ကိုယ်စားလှယ်တယ်။ကျွန်တော်တို့ကရခိုင်လူမျိုးကိုကိုစားပြုတ်ပြီးရခိုင်တွေကမဲပေးရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကရခိုင်ပြည်နယ်ရခိုင်ပြည်သူလူထုရဲ့အတန်ကိုကိုစားပြုတ်ပါတယ်။ဒါကြောင့်ရခိုင်ပြည်နယ်ရွေးကိုဆွေးနွေးတဲ့အခါကိုဗီအာနန်လူနိုင်ငံခြားကအကောင်ကိုမငားဘဲနဲ့ကို့ နိုင်ငံသားချင်းချင်းကုလူမျိုးချင်းချင်းကြောချင်းကရင်ချင်းအပ်ပြီးဆွေးနွေးပါတိုင်းမှာဒိုင်ယန်လော့ပါဏနာဖြစ်ကျွန်တော်တို့ကိုသတ်မှတ်ပေးပါဆိုပြီးတော့နော်ရခိုင်လွှတ်တော်မှာဦးလှဆော်လို့လွှတ်တော်မှာတောင်းဆိုတယ်။ဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ကရခိုင်လူရွေးချင်ထားတဲ့လွှတ်တော်ကိုယ်တိုင်တွေကိုဘေးချိန်ပြီးတော့ကိုဖီယာနဲ့အချမ်းမေးကော်မရှင်ကိုငားခဲ့တယ်။ဟုတ်နော်။အဲဒီကိုဖီယာနဲ့အချမ်းမေးကော်မရှင်က ြန်မာပြည်ရဲ့လမ်းညွန်မြေပုံကြီးဖြစ်ပါတယ်ဆိုပြီးတက်သွေးမတိတ်လိုက်ပြီးလုပ်ခဲ့တယ်အဲ့ဒီတရားခံအောင်စမ်းလို့ကြည့်မယ်မဟုတ်ပါဘူးလို့ဘယ်သူမြင်မလဲကိုဗီအာနဲ့အကြံပေးကော်မရှင်ကအချက်88ချက်ကတိုင်းပြည်ကိုဘယ်ကလေးလက်ထက်ထည့်တာမဟုတ်ဘူးလို့ဘယ်သူမြင်မလဲကျွန်မစိတ်ခေါ်တယ်ဇပေါ်လိုက်ပြီနော်အဲ့ဒီကိုဗီအာနဲ့အစိုးရကထွက်ပြီးတော့မကြခင်မှာပဲခံပြရတာတရားဆိုရင် နော်မစီမစားဟိုအဝေးကြီးကရေချိုင်းမိချာကဂမ်ဘီယာကတရားစွဲအချိချေမှုအဲ့ဒီဂမ်ဘီယာတရားစွဲရအချိချေမှုကဘင်္ဂလီလူကိုတတ်တယ်မတတ်ဘူးဆိုတာအဓိကမဟုတ်ဘူးသူတို့လူမျိုးလိမ်ရိုဟင်ဂျာဆိုတဲ့နာမည်အဓိကဟုတ်ခက်ပြမလို့ ဂန်နီယာကတရားစွဲရအရေးကြီးမှုကသူတို့ရခိုင်ပြည်မြောက်ပိုင်းအင်းတီရောမှာတတ်တယ်မတတ်ဘူးကအဲအဓိကမဟုတ်ဘူးလူမျိုးတွေတတ်တယ်မတတ်ဘူးကအဓိကမဟုတ်ဘူးသူတို့လူချင်းနဲ့ဘင်္ဂလီတွေကိုရိုဘင်ဂျာဆွဲနာမည်နဲ့မြမားပြည်မှာတိုင်းရင်းသားအဖြစ်သူတို့နေခဲ့တယ်ဆိုတာအဓိကအဲ့ဒီချက်ကိုသူတို့လူချင်တာဟွန်းဟုတ်တယ်နော်ဒါဆိုရင်ဒီနေရာမှာ အမင်းစုကနော် ICJ ကိုတော့ပြီးတော့စစ်ကောင်းဆောင်တွေကိုကဲခဲ့တာမင်းအောင်လိုင်းတို့ကကြောက်လို့ ICJ ကိုမတော်ရဲပဲနဲ့အမင်းစုကစစ်တပ်ကိုကဲခဲ့ပါလေဆိုရဲကောင်းကြီးကောင်းမတွေလူပေါ်တွေနေပင်းနေချင်မှမင်းမယ်အဲ့ဒီလိုမျိုးကအောင်ဆန်းစုကြည်ကမြန်မာပြည်ကိုသွားပြီးတော့ ICJ မှာကဲတင်ခဲ့တယ်စစ်ကိုချုပ်တွေကမသွားရဲလို့အောင်ဆန်းစုကြည်သွားတယ်ဆိုရင် ICJ မှာအောင်ဆန်းစုကြည်ခြေပါခဲ့တာကမြန်မာပြည်မှာဝင်ကြမရှိဘူးလို့ပြောခဲ့တာ။အင်းဟုတ်တယ်နော် ပြောရဲသလားမြမပြီမလူဟင်ချာမရှိဘူးလို့ပြောခဲ့သလားပြဿနာစပြီးတော့ဖြေရှင်းပြီတရားရုံးမှာသွားပြီးဖြေရှင်းပြီဆိုတော့နံပါတ်1ပြောရမှာကဒီကမ်ဘီယာကဆွဆွဲတဲ့လူဟင်ချာဆိုတော့ကျမတို့မြန်မာပြည်မှာမရှိဘူးကျမတို့တိုင်းရင်းသားထဲမှာလူဟင်ချာမရှိဘူးလို့နံပါတ်1ပြောရမှာမဟုတ်ဘူးလားအောင်ဆန်းစုကြည်ပြောရဲသလားပြောခဲ့သလားတော်ဆန်းစုကြည်ကိုတော့မတက်ဖဲနဲ့အောင်ဆန်းစုကြည်ကိုခေါ်တော့ခင်ဗျားတို့နားထဲမှာအားရိုင်းလိုက်တာဘူးမရိုင်းလိုက်တာဘူးစော်ကားလိုက်တာဘူးခင်ဗျားတို့နားထဲမှာ အေးဒေါ်ဆန်းစုကြည်ကိုဒေါ်မတက်ဖက်နဲ့အောင်ဆန်းစုကြည်ကိုခေါ်ရတော့ခင်ဗျားတို့နားထဲမှာရိုင်းနေလို့ထင်ခင်ဗျားတို့အသေးထဲမှာနားရင်ကျမတို့ကလည်းကျမတို့ချစ်တဲ့တက်မလို့ခေါင်းဆောင်နေဖို့ခင်ဗျားတို့နော်အောင်ဆန်းစုကြည်ကအမေခေါ်ပြီ Of course အောင်ဆန်းစုကြည်ကတော့အမေရဲ့မင်းအောင်လာကြတော့ Of course ခင်ဗျားတို့အဲ့ဒီလိုမျိုးဆက်စုံမှုလေးကျမတို့လည်းနားရဲကိုကျစားတဲ့အောင်ပြောပြတာအာ 他妈罗的，你看，五年文熟嘞，生来哒，生来哒，五大学熟嘞，生来家，生来家，年入月入生人，熬入年来，苦，他妈个，找奥山书记，找没得生的，奥山书记录过来家，他妈罗前一年天热，他妈罗五年文的，五大学的，五庙来的，我生都生的了，不老以前也说他妈罗生的，老不听你嘛，找奥山书记个人啊，你妈逼嘛，陆一江没写报告，但是哪里嘛，陆一江没写报告，没年开的路，找奥山书记啊，他得能能咋咋写的啊，发表了。 နာမည်ကဝီလျံရှပတ်နော်ဝီလျံရှပတ်ဆိုတဲ့နိုင်ငံသားသားအာရှိနေနိုင်ငံသားသားဥပဒေအကြံပေးရာရှိကဂမ်ဘီယာမှာသွားပြီးတော့ ITJ ITJ မှုကိုဂမ်ဘီယာတရားစွဲတဲ့ ITJ မှုကိုတတ်ဟိတ်မှာဖြည့်ရှင်းလုံးကရိုဟင်ဂျာလို့ပဲတော့လာတယ်။ဒီကောင်ဆန်းကူကြီးကမြန်မာပြည်မှာရိုဟင်ဂျာမရှိဘူးလို့မငင်းနဲ့ပြည်။နှစ်အောက်ဆန်းကူကြီးငားထားတဲ့နိုင်ငံသားသားရှေ့နေဝီလျံရှပတ်ကမြန်မာပြည်ကရိုဟင်ဂျာမြန်မာပြည်ကရိုဟင်ဂျာလို့ပြောသွားတယ်။ ဟုတ်နော်သူကမြမမိမလို့ညာရှိတယ်လို့ဝန်ခံလိုက်တာမဟုတ်ဘူးလားဒီလူမျိုးကိုမြမဒီမှာတိုင်းရင်သားဖြစ်နေတယ်မြမဒီမှာရှိနေတယ်လို့ဝန်ခံလိုက်တာ ਨੇ မတူဘူးလားအင်းအဲ့ဒီဆရာပေါ့နော်အေးအဲ့ဒီလူမျိုးမြမဒီမှာဝန်ညာရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူမျိုးတွေအတွက်နည်းနည်းပြရတော့မယ်အခုကဘာတချင်လုံးပြောနေတဲ့စေဆုံးစေဆုံးဆိုတာရခိုင်ပြည်မှာပြေဖို့ပြရမယ်ရခိုင်ပြည်မြောက်ပိုင်းတစ်ခုလုံးကိုဒင်းကလေးနယ်မြေရိုဟင်ဂျာနယ်မြေရိုဟင်ဂျာပြည်နယ်ဆိုပြရလိမ့်မယ် ဲ့ဒီလိုမျိုးရခိုင်ပြည်မြောက်ပိုင်းကိုရိုဟင်ဂျာနေပြည်ရိုဟင်ဂျာနိုင်ငံရိုဟင်ဂျာ state safe zone လို့ပေးလိုက်လို့ရှိနေအောင်ဆန်းစုကြည်အာနာယပီပီချင်းအာနာယတာနဲ့ပထမဆုံးလုပ်ခဲ့တဲ့ non migration ဘတ်စာချုပ်နာရောင်းနဲ့စချောက်ကုန်းနဲ့ဂျော်၂၂ရက်နေ့အောင်ဆန်းစုကြည်တက်ရောက်တဲ့သဘောဆန္ဒနဲ့လက်မှတ်ရေးထိုးခဲ့တဲ့ Non Migration Ban စာချုပ်အရာကမ္ဘာနိုင်ငံအသီးသီးမှရောက်နေတဲ့ migrant နော်ခိုးဝင်ဘင်္ဂလီတွေကိုပြောတာ အဲ့ဒီခိုးဝင်ပြည်ကကျွန်တော်တို့ကရိုဟင်ဂျာပါဆိုပြီးတော့ကျွန်တော်တို့ကရိုဟင်ဂျာပြည်နယ်ကိုပြန်ပါမယ်ဆိုပြီးအဲ့ဒီရခိုင်ပြည်နယ်မြောက်ပိုင်းကရိုဟင်ဂျာစိတ်ဆိုတာယူသူတို့ရောက်လာကြတယ်အာအကြောင်းလဲအောက်ဆန်းစုကြည်လက်မဲ့ရေးထိုးထားတဲ့ land migration ဘာသာကြိုက်ရောက် migrant တွေကိုနိုင်ငံသားဖြစ်ခွင့်ပေးရတယ်။နော်ဆိုတော့ဘယ်လိုတခါတော့ဖြုတ်အောင်အောင်လဲ။ လူဟိတာတွေကိုတိုင်းရင်းသားခွင့်ရေးပေးမယ်မအောင်နဲ့လူဟိတာမြန်မာပြည်မှာမရှိဘူး။အာဟောနော်။နော်ဆိုတော့ကျမတို့ကပြောတာရှင်းရှင်းလေးမြန်မာပြည်မှာနေပြီးတော့နော်အိန္ဒိယကနေရောက်လာတဲ့ဘင်္ဂလီဘင်္ဂလားဒေ့ရှ်ကနေရောက်လာတဲ့ဘင်္ဂလီသူတို့ရဲ့နာယာကအိန္ဒိယသူတို့ရဲ့နာယာကဘင်္ဂလားဒေ့ရှ်သို့တော့ငါတို့မြန်မာပြည်မှာသူတို့ဘိုးဘွားအစဉ်စံနေခဲ့တယ်။ဒါကြောင့်မလို့အဲ့ဒီလိုမြန်မာပြည်မှာဘိုးဘွားအစဉ်စံနေခဲ့တဲ့ဘင်္ဂလီဒေ့ရှ် မြန်မာနိုင်ငံရဲ့ဒီစဲဥပဒေနဲ့ကိုက်ညီတဲ့ဗင်္ဂလီတွေအများကြီးရှိတယ်။အဲ့ဒီအများကြီးကိုငါတို့နိုင်ငံသားအခွင့်အရေးပေးပေးနိုင်တယ်။နိုင်ငံသားဖြစ်ခွင့်ပေးနိုင်တယ်။သို့တော်ငါတို့နိုင်ငံမှာမရှိတဲ့တိုင်းရင်းသားအခွင့်အရေးလာမတောင်းနဲ့။ဟုတ်။ဟောနော်။နော်။နိုင်ငံသားအခွင့်အရေးပေးထားပါလေနိုင်ငံသားဖြစ်ခွင့်ပေးနေပါလေနဲ့တိုင်းရင်းသားဖြစ်ခွင့်မရတာနဲ့ပဲဟာဗမာတွေကအမျိုးသားရေးအဆုံးရောက်တဲ့ဗမာတွေကလူမျိုးကြီးဝါဒကဘာဖြစ်တယ် လူများစုကဖိနေတယ်ဆိုတော့လူလူတောင်းလို့လာမပြောနဲ့အဲ့လိုတောင်းလို့တောင်းလို့လာပြောရင်တော့ခုမနဲ့အချိတော့ပါရိုက်ကိုပဲရှိတယ်နော်ကျွန်တော်ကျမရဲ့ဘီလိုခိုင်းတော့ငယ်ငယ်ဖြင်းဖြင်းတက်လုပ်ပြီးတော့ကျမအကြနဲ့လှောက်စားနေတဲ့ကောင်းလေးကောင်းမလေးဟုတ်ရှင်တို့အတိအကျရှိရဆိုရင်တတိရှိရဆိုရင်ကျမဆင်ခေါ်ရနော်ကျမကအချက်အလက်နဲ့နိုင်ငံရေးလို့မေးခွန်းထုတ်တဲ့ဖြစ်တဲ့အတွက်ရှင်တို့တွေလည်းအချက်အလက်နဲ့နိုင်ငံရေးလို့ပြန်လဲချိပနိုင်ရမယ် 怎么讲？人渐渐碌碌没来着，心里讲的，人渐渐碌碌变皮的不多爱。<noise> <noise> <noise>